အစဲအတန်သူတွေအမြဲမှန်နေတဲ့ခေတ်ကြီးမှာဖိုင်တာတွေလည်းအစဲခံနေရတာမဆန်းပါဘူး။လောကမှာမင်းရအချီချီဆဲတဲ့သူနဲ့မဆဲတဲ့သူဘယ်လိုပုံများလဲဆိုရင်ဆဲတဲ့သူကပေါ်ပြီးများတယ်လို့ဆရာမှာပါခေတ်ကောကမကောင်းတာကိုအားပေးအားမြောက်ပြုနေကြတဲ့ခေတ်လို့ဆရာမှာဖြစ်ပြီးအဲ့လိုခေတ်ကြီးထဲမှာအစဲတော့ရှမ်းရှမ်းတောင်းနေတဲ့လူလူစုကနေရာတနေရာရနေခဲ့တာဟာတည်ပြီးတော့လည်းမထူးဆန်းတော့ပါဘူး။ရုပ်ရှင်လောကမှာလည်းအိမ်တော်အိမ်ဖောက်ပြန်တဲ့ဇက်ကားနဲ့ပညာရေးဇက်ကားဘဲကားကပေါ်ပြီးပေါက်လဲဆိုရင်အိမ်တော်အိမ်ဖောက်ပြန်တဲ့ကားကပေါ်ပြီးပေါက်နေခဲ့တာကိုမြင်တွေ့နေခဲ့ရတာဖြစ်ပြီး ရိုက်စာစကားကဒီလိုစကားမျိုးတွေလောက်ပဲသူတို့ရဲ့အုံနောက်ထဲမှာဝင်နေခဲ့တာလားဆိုပြီးမေးရမလို့ဖြစ်နေခဲ့တာပါတန်းချင်ရင်လည်းမမြလို့သာပေါ်တင်ရိုက်လို့သာပြောလိုက်ချင်ပြီးဂရင်းပေါ်မှာဟိုလိုလိုဒီလိုလိုလောက်တာကကြီးရတဲ့သူတွေအတွက်ရတာဖြစ်တယ်လို့ပဲပြောချင်ပါတယ်။ဆဲတဲ့သူတွေကနေရာရာပြီးနေမယားနှစ်ယောက်ကအငဲနှောင်းကိုစီထားပြီးအပြိုင်ဆိုင်ဖောက်ပြနေတဲ့ဇက်ကားမျိုးတွေမှာအားပေးမှုပုံပြီးရနေခဲ့တာပါ။ပြောချင်တာကမကောင်းတဲ့အရာတွေကိုမှတချို့တွေကအားပေးအားမြောက်ပြုလာခဲ့ကြတာကိုမြင်တွေ့နေခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နေ့ကလည်းစာမတက်ပေပတဲ့ဆိုပြီးတစ်ဖက်သားကိုနှိပ်ကွပြောဆိုထားတဲ့လူတယောက်ကိုလူတချို့ကအားပေးအားမြောက်ပြုနေခဲ့ကြတာကိုမြင်တွေ့နေခဲ့ရဖြစ်ပါရင်ပရိသတ်ဆိုတဲ့ဂုံဘုတ်ကိုခွင့်ယူပြီးပရိသတ်နဲ့ဖိုင်တာတွေကြားမှာအဆင်မပြေစရာတွေရန်တိုက်ပေးတာမျိုးတွေဖန်ပြီးပေးသွားခဲ့တယ်လို့ဆိုလိုက်ခြင်းပြီးပရိသတ်တယောက်အနေနဲ့ဝေဖန်တာကဝေဖန်လို့ရပါပဲတစ်ဖက်အကြောင်းကိုသေးသေးချာချာခါခါနာနာမသိပဲစာမတက်ပေပတဲ့ဆိုပြီးဝေဖန်ပြောဆိုသွားခဲ့တာကတော့တော်တော်လေးကိုလွန်နေလို့သာပြောလိုက်ခြင်းပါရင်ဖိုင်တာမှာတော်တော်များများဟာငယ်စဉ်တည်းကရိုးရတဲ့ဝေကိုကိုစားပြုတ်ကစားလာခဲ့ကြပြီး တိုင်းပညာပိုင်းကတော့စုံကန်းတိုင်အောင်မတင်ခဲ့ရသူတို့လည်းရှိပါတယ်။စာပတ်တက်ပင်မတက်တဲ့သူတွေကဒီလိုစကားမျိုးကိုပြောတင်လားမပြောတင်လားဆိုရဲစဉ်းစားဆင်ခြင်နိုင်တဲ့အတိတရားရှိဖို့ကပိုပြီးအရေးကြီးပါတယ်။တမန်ရီစိုးလင်းဦးရဲ့တုတ်ပြန်မှုကတော်တော်လေးကိုလေးစားဖို့ကောင်းတယ်လို့ဆရာမဖြစ်ပြီးဝေဖန်တာမျိုးတက်တက်ဆိုမှဘာမှမပြောလို့ပဲမယ်။တစ်ဖက်သားကိုနှိတ်ကွပြောဆိုတာမျိုးတွေကတော့ကိုယ့်ကိုယ်အဲ့လိုလာပြီးဆဲဆိုနေတယ်ဆိုရင်အဆင်ပြေမလားလို့ဆိုတာမေးလိုက်ချင်ပါတယ်။ဒါဟာမြန်မာတို့ရဲ့အခြေတစ်ခုလို့ဆရာမဖြစ်ပြီးဆဲတဲ့နေရာမှာမြန်မာတွေကတော်တော်လေးကိုဆရာကြားတဲ့သူလို့ဆိုရမှာပါ။ ော်လိုက်မထင်းပါနဲ့ဆဲလိုက်ကြဒီလိုက်ထင်းပါနဲ့ဆဲလိုက်ကြနဲ့အစဲတစ်ပေါက်ကတော့တော်တော်လေးကိုရှန်းရှန်းတောက်ကြသူတွေပါဘာသာရေးမိုင်းတိုက်ပြီးဆဲတဲ့သူကဆဲတယောက်နဲ့တယောက်ပြဿနာဖြစ်စေနိုင်မဲ့စကားလုံးနေနဲ့ရန်တိုက်ပေးလို့ပေးနေအဲ့လိုလူတွေမှာလူတို့ချို့ကလည်းအာမေအမြောက်တွေပြုနေကြကြတာဖြစ်ပါတယ်အောင်မြင်နေရင်တော့ဘာတမ်းမမထွက်ကြသလိုရှောင်းနေနေပြီးဆိုရင်လည်းမသိရင်မသိသလိုသူတို့ကပဲအိမ်ပေါ်ခေါ်တင်ကျွေးထားပြီးပညာရှင်အလကားတင်ပေးထားရသလိုလိုဘာလို့လိုပုံစံနေနဲ့ပြောဆိုနေကြကြတာတွေကမြင်လို့မကောင်းလို့ပဲဆိုကြပါရင်ခုနကပြောခဲ့တဲ့ပရိသတ်ဆိုတဲ့ဂုံဘုတ်ကိုလက်ကင်ထားပြီးဝေဖန်တာထောက်ပြတာတွေကိုဘာမှမဖြစ်ပေမဲ့ ဆဲဆိုယုံနဲ့ပဲမဟုတ်တော့ရဲ့တစ်ဖက်သားကိုနှိတ်ကွက်တဲ့စကားလုံးတွေအထိသုံးလုံးလာတာကတော့အုံနောက်ရှိတဲ့သူတိုင်းတစ်ဖက်သားကိုပြောတင်မပြောတင်ဆိုတဲ့အသိပညာတော့ရှိထားခဲ့ကြမယ်ထင်ပါတယ်အခုကတော်ယုံဝေပန်ထောက်ပြယုံမဟုတ်တော့ပဲနှိတ်ကွက်တဲ့အခြေအနေအထိရောက်သွားခဲ့ပြီလို့ဆိုရမှာဖြစ်ပြီးဒါဖိုင်တာတွေစိတ်ဆွပြီးပရိသတ်နဲ့ပြဿနာဖြစ်အောင်ဖန်ပြီးပေးသွားခဲ့တာဖြစ်တယ်လို့ပဲသုံးသပ်ချင်ပါတယ်တမလီစောလင်းကတော့စာမတက်ပေမတက်ဆိုတဲ့ဆိုသားလေးနဲ့အတူသူ့ရဲ့ဘွဲဝဲဆောင်ဓာတ်ပုံကိုလူမှုကွန်ရက်ဆံမျက်နှာပေါ်တင်ပေးသွားခဲ့ပြီးအေးအေးဆေးဆေးပဲဖြည့်ရှင်းသွားခဲ့ပေမဲ့ ဘရိုနီကာကတော့လိုင်းတွင်ပြီးတော်တော်လေးကိုပွားခွဲသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ပရိသတ်တွေနဲ့ပတ်သက်ပြီးပြောသွားတဲ့စကားလုံးတွေမှာနားလည်မှုလွဲသွားတယ်နဲ့စကားလုံးတို့ချို့ပါဝင်ခဲ့တာကိုမြင်တွေ့ခဲ့ရပြီးအဆိုပါပြောဆိုမှုဟာတစ်ဖက်ကဖန်အင်းတဲ့အကွက်တွေကိုရောက်ရှိသွားနိုင်ပါတယ်။အသိဉာဏ်နဲ့အုံနောက်နဲသူတွေကတော့ဆဲစရာရှိတာဆဲကြအောင်မှဖြစ်တဲ့အတွက်စ조사စရာရှိတာကိုဆက်ပြီးတော့조사ကြဖို့လို့တော့အားပေးလိုက်ရပါတယ်ခင်ဗျာ။